အခုလိုလာပြီးဝိုင်းတိုက်တာဟာတကယ်တော့တိုင်းပြည်တစ်ခုလုံးကိုငှစီလာအပ်တာလို့မော်စီတုံးကလှမ်းပြောလိုက်တယ်။ကုမင်နံဘက်ကမြို့ကိုဝင်ရောက်သိမ်းပိုက်တဲ့အခါအတာလေးစုပ်ခွာပေးလိုက်ပြီးတော့မှမော်စီတုံးကပျောက်ကြားစစ်စင်ရေးကိုစတင်လိုက်တယ်။အရင်ဆုံးသူတို့နောက်ကိုလိုက်လာတဲ့ကုမင်တန်တပ်တွေကိုခြုံခိုပြီးတော့ပြန်ညှန့်တိုက်လိုက်တာပြီးတော့ကုမင်တန်စခန်းတွေကိုလှက်တပြက်ဝင်ရောက်တိုက်ခိုက်ပြီးတော့ပြန်ထွက်သွားကြတာအင်အားကြီးတဲ့ကုမင်တန်တပ်ကမြို့ရွာအလုံးကိုလက်မလွတ်နိုင်တာကြောင့်တပ်တွေကပြန့်ကျဲနေပြီးတော့အားနည်းချက်တစ်ခုလိုဖြစ်လာတာသူတို့ကထွက် တိုက်တဲ့အခါတဖက်ကပြန်မတိုက်တဲ့အပြင်ရှောင်ထွက်သွားတာကြောင့်ဘ누구ကိုတိုက်ရမယ်မသိပဲရောင်ချာချာဖြစ်လာတယ်ခံတက်မှာပဲနေပြီးတော့အခါအိမ်မှာတက်ဆွဲထားမယ်ဆိုရင်မော်စီသုံးတက်ကလာမတိုက်ပဲနဲ့အဲ့ဒါအစားစစ်ကူပိုးတဲ့လမ်းကြောင်းလေးကိုဒါဖြန့်တိုက်နေတာဒါကြောင့်ခံတက်စီကိုထောက်ပံ့ဖို့ဆိုတာခက်ခဲလာပြီးတော့လက်သွန့်လာကြတယ်မကြာခင်ခံတက်မျိုးတွေကအထီးကျန်လာတာကြောင့်မော်စီသုံးကအလုံးစုံထိုးစစ်ဆင်မှုကြီးကိုစတင်လိုက်ကမျိုးတွေကိုပတ်ပတ်လေဝိုင်းလိုက်ပြီးတော့ကြိုင်နေတက်တိုက်ကြပါလိရောတဖက်ကပြေးစရာမရှိတော့တာကြ ကြောင့်အပြင်းထန်ခုခံနေကြတာမော်စီတုံးတပ်ကမရမကရှေ့တက်တိုက်ရင်နဲ့မြို့ထဲကိုရောက်ရှိလာပြီးတော့ကြမ်းတမ်းနဲ့မြို့ပြတိုက်ပွဲကြီးစတင်လာတော့တယ်နောက်ဆုံးမှာကုမင်တန်တပ်ကလက်နက်ချလိုက်ရယုံမကပဲနဲ့တစ်ဖက်နဲ့ပြန်လည်ပူးပေါင်းကသူတို့ကုမင်တန်တပ်ကိုပြန်တိုက်ရတဲ့အဆင့်ကိုရောက်ရှိသွားတော့တယ်ကြမ်းတဲ့ကုမင်တန်တပ်ကဆုတ်ခွာလာရပြီးတော့မြန်မာပြည်ထဲကိုဝင်ရောက်လာကဘာကြံတယ်လဲဆိုရင်မြန်မာကိုသိမ်းပြီးတော့အင်အားပြန်လဲစုစည်းကတရုတ်ကိုပြန်သိမ်းမယ်ပေါ့ဒါပေမဲ့ကုမြူနစ်လိုဂျပန်လိုမဟုတ်ပဲနဲ့ရေပေါ်စီစိတ်တက်နေတာတိုက်ခိုက် နေတဲ့အတွက်ထက်မှန်ရှုံးနှိမ့်ကရှန်ကရှိနဲ့သူထိုင်ဝမ်ကျွန်းကိုပြေးပါလေရောရန်သူကိုရှင်းပြတာနဲ့ဘုံစနစ်ကိုတီထောင်ဖို့သူတို့အနာကြီးဆုံးဖြစ်တဲ့ညရှင်ပရိသတ်တွေဟာတချို့ဆိုရင်လေဧကထောင်ကနန်းအထီတောင်ပိုင်ဆိုင်ထားသလိုတချို့ဆိုရင်လေတွေကိုလိုက်သိမ်းနေရတာကြာလို့ဆိုပြီးတော့မြေအလုံးကသူ့ရဲ့အပိုင်စားဖြစ်တယ်လို့တခါတည်းဥပဒေပြထမ်းလိုက်တာနာကြီးမှုနဲ့သူတို့ကိုရှင်းလင်းချိန်မှာမတမာမှုတွေပါလာတဲ့အတွက်ညရှင်ရောလေပိုင်သူတွေကိုပါအလုံးကိုရှင်းထလိုက်တာတန်းချီရှိသွားတဲ့လူရန်စားကွာဟမှုကိုဘလို့ညှိတယ်လဲဆိုရင် ကိုနဲ့မတူတာအားလုံးကိုရှင်းထလိုက်တာပါ အဲ့လိုဇက်တန့်ရှင်ရင်နဲ့နောက်ဆုံးမှလက်လွန်သွားပြီးတော့စာကလေးအလှဲ့ကိုရောက်သွားတယ်။စာကလေးတွေကစပတ်ခင်းမှာစပားကိုစားနေတာမြင်သွားတာကြောင့်စာကလေးစစ်စင်ရေးကိုစတင်လိုက်ပြီးလိုက်လံရှင်းလင်းကြပါလိရော။သူတို့ မတိလိုက်တာကဖြက်ပိုးတွေကိုစားသုံးနေတာ စာကလေးတွေပါပဲ။နောက်နှစ်မှာစပားဖြက်ပိုးကြလို့အငက်ဘေးနောက်တစ်ကြိမ်ထပ်ဆိုင်ပြန်တဲ့ဘုံစနစ်ကိုစားတော့ကိုရိုင်းဘလူစဖောက်တယ်လဲဆိုရင် ထုံးစံအတိုင်းလူကြီးသားသမီးတွေကလက်မဆိုင်ပဲဒပင်လောက်ကိုကင်ပြပြီးတော့ပြန်သွားတယ်လို့နိုင်ငံခြားမှာပဲကြောင်းတက်တာပါ။ အခုလိုလက်သွေးမကျတဲ့စနစ်ကြီးကိုဖျက်သိမ်းမဲ့တင်လျှောက်ဖွင့်အဖွဲနဲ့လူရန်စားညှိမဲ့ဆိုပြီးလက်တံပြောင်နေတဲ့မော်စီတုံးရဲ့မိန်းမပါတီထဲမှာထိတ်တိုက်တွေ့ကြပါလေရောသူမရဲ့ပြိုင်ဘက်တွေကိုလှုပ်ကြံတဲ့အထိဖြစ်လာတဲ့အတွက်မော်စီတုံးကိုဝိုင်းတိုင်ကြပေမဲ့သူကအသက်ကြီးနေပြီဖြစ်တယ်လို့သူ့ရဲ့ဇနီးဖြစ်နေတာကြောင့်ခေါင်းငိတ်ပေးနေုံသာရှိပြီးဘာမှမထူးပါဘူးဒါပေမဲ့မော်စီတုံးဆုံးပါသွားတာနဲ့သူမဟာမိတ်ဆွေထက်ရန်သူတွေများနေတာကြောင့်ဖမ်းဆီးခံလိုက်ရပြီးရုံးတင်စစ်ဆေးကနောက်ဆုံးမှာတော့တသက်တာအကျယ်ချုပ်ချမှတ်ခံလိုက်ရတဲ့တိ င်ရှောက်ဖျံကွန်မြူနတီထဲကမကောင်းတာတွေကိုပယ်ခဲ့တယ်လို့ဘလောက်ပယ်မှမှတင်ကန်းစာယူခဲ့တာကြောင့်အခုချိန်မှာတိုးတက်လာရတာ